autism ဆိုတာဘာလဲ autism ဒီလူတို့ဦးဖွံ့ဖြိုးတိုးတက်မှုနဲ့ကြီးထွားမှုဆိုင်ရာခြားနားချက်တစ်ခုဖြစ်ပြီး၎င်းတို့တင်ယူပုံနဲ့အခြားလူများနဲ့၎င်းတို့ပတ်ဝန်းကျင်စီအရာများနဲ့ဆက်ဆံပုံတို့ကိုထိခိုက်တက်ရောက်စေသည် အာထေဇန်စီလူများဒီကဘာတဝမ်းစီယဉ်ကျေးမှုတိုင်းနဲ့အတိုင်းဝိုင်းဤအစိပ်ပိုင်းတစ်ခုဖြစ်တော်လဲယဉ်ကျေးမှုများနဲ့အတိုင်းဝိုင်းအများပြားတွင်၎င်းတို့ဤဘာသာစကားဖြင့်အာထေဇန်အကြောင်းကို ဖော်ပြရန်တိကျသည့်စကားလုံးမရှိပါလူအယောက်တရာတစုတွင်၃ယောက်တို့မဟုတ်၄ယောက်ဒီအာထီဇမ်စီလူများဖြစ်သည် လူများသည့်ကလေးဘဝတို့မဟုတ်အရွယ်ရောက်သောအခါတွင် autism စီကြောင်စစ်စေးတွေးစီနိုင်ပါသည်။ကြားမမရွေးလူတွေမှာ autism ဖြစ်နိုင်ပါသည်။ယခုချိန်တွင် လူတွေပါကြောင့် autism ဖြစ်နေကြသည်ကိုကျွန်တော်တို့မသိပါဘူး။ autism ဖြစ်စေတဲ့ အကြောင်းရင်းကိုတည်တယ်လို့နိုင်ငံရေးသမားတွေဒါမှမဟုတ်အခြားလူတွေပြောကြတာကိုတင်ကြားဘူးကောင်းကြဘူးပါလိမ့်မယ်။ဒါပေမဲ့ Artism ကိုလေ့လာတဲ့သိပ္ပံပညာရှင်များနဲ့သူတေသနာပြုသူများကအကြောင်းရင်းကိုစာမတွေ့သေးကြပါဘူး။ Artism Spectrum Disorder ဒီ Artism အတွက်ဆေးပညာအတုံးနှုံးဖြစ်သည်။ spectrum ဟူသောစကားလုံးသည် autism စီတူများသည်တယောက်နှင့်တယောက်အလွန်ကွဲပြားနိုင်သည်ဟုဆိုလိုသည် သူတို့သည်အချို့သောဇယိုက်လက္ခဏာများကိုမျှဝေနိုင်တော်လဲလူတဦးချင်းစီသည်ထူးခြားကြပါသည်ဥပမာအားဖြင့် အချို့သောအာကတီဇမ်စီလူများသည်စကားများများပြောကြပြီး၎င်းတို့ပါတာအရာများအပြားကိုလှုပ်ဆောင်နိုင်တော်လဲအချို့မှာ စကားအနှဲငယ်တာပြောနိုင်ပြီးအိမ်ကျောင်းဒုမဟုတ်အတိုင်းဝိုင်းတွင် အကူအညီလိုအပ်နိုင်သည်အာကတီဇမ်စီတူများသည်မတူညီသောအာတချက်များနှင့်စိတ်ဝင်စားမှုများရှိသည် Autism စတော့ကလေးအများစုဒီပုံမှန်အသက်အရွယ်အတိုင်းထိုင်ခြင်း၊လေပတ်သွားခြင်း၊လမ်းဆောက်တတ်ကြသည်။ထို့ကြောင့်မိဘများသည်ကလေးအသက်တနည်းမပြည့်မခြင်းအပြန်လန်ဆက်ဆံပုံတို့မဟုတ်စကားပြောရတွင် နောက်နေကြံ့ကြမှုကိုတတိမပြုမိနိုင်ပေအထကြောင့်ဆရာဝန်များသည်ပုံမှန်ဆေးစစ်ချိန်တွင်အော့တီဇမ်၏လက္ခဏာများကိုစစ်ဆေးသည် ED မှာစာဖွေရမယ့်လက္ခဏာအချို့ဖြစ်ပြီးတင်ဆိုရိတ်မှုရှိပါကတင်းဆရာဝန်နဲ့ဆွေးနွေးပါသူတို့ဒီမျက်လုံးချင်းစုံချင်းကိုစောင့်ကြဉ်နိုင်သည်ဒို့မဟုတ်မျက်လုံးချင်းစုံရန်မလုံနိုင်ခြင်းလညိုပြလို့တော့အမှုအရာများကို အတုံပြူရာတွင် အခက်ခဲရှိနိုင်သည် ပစ္စည်းအမည်များကိုပြောနိုင်တော်လဲ၎င်းတုတ်လို့ခြင်းတော်အရာကိုတောင်းဆိုရန်အတွက်ထိုစကားလုံးများကိုမတုံနိုင်ခြင်း၎င်းတို့သည်အခြားသူများပြောသည့်စကားတို့မဟုတ်ဗီဒီယိုများမှ စာကြောင်းများကိုကူးယူနိုင်သည်ဒါပေမဲ့သူတို့လိုအပ်သည့်များကိုပြောရန်အတွက်၎င်းတို့၏ကိုယ်ပိုင်စကားလုံးများကိုမတုံနိုင်ခြင်း သူတို့ဒီပုံမှန်မဟုတ်တော့ပုံစံဖြင့်ဒါမှမဟုတ်အချိန်တိုင်းတွင် ပုံစံအတူတူဖြင့်အယုတ်များနဲ့အရာဝတ္ထုများနဲ့ကစားနိုင်သည်အတ္ထဇံစီကလေးများဒီအခြားသူများနဲ့ထိတွေ့ဆက်ဆက်ရန်ခက်ခဲနိုင်သည်သူတို့ကြီးထွားလာသည်နှင့်အမျှ၎င်းတို့သည်သူငယ်ချင်းဖွဲ့ရန်တို့မဟုတ်ပါဝင်ကစားရန်ခက်ခဲစီနိုင်သည် သူတို့ဒီသူတို့ဤကိုပိုင်ခံစားချက်များတို့မဟုတ် အခြားသူများဤခံစားချက်များကို နားလည်ရန်ခက်ခဲနိုင်မည်။ Autism စီတော်ကလေးအချို့ဒီ၎င်းတို့မြင်ရခြင်းအနံ့အရတာထိမိခြင်းတို့မဟုတ်ကြားတော်အရာများကြောင့်စိတ်ရှုပ်နိုင်သည်။ဥပမာအားဖြင့်ဗဇက်သေးစီခံစားချက်ကြောင့် အချို့တော့အစာစများကို မစားချင်ကြဘူးဒုမဟုတ်အရေပြားပေါ်စီးခံစားချက်ကြောင့်အချို့တော့အဝတ်အစားများကိုမကြိုက်နိုင်ခြင်းဒုမဟုတ်ကြယ်လောင်သောအတန်ကြောင့်စိတ်အနောက်အဆက်ဖြစ်နိုင်သည် တင်ကယူဆိုင်ရှောက်ရှောက်တော်ကလေးဒီဤဗီဒီယိုတွင် ကျွန်ုပ်တို့ပြောခဲ့သည့်လက္ခဏာများနှင့်အပြုအမူတစ်ခုခုကို ပြသပါကကလေးဤဆရာဝန် တို့မဟုတ်ဆရာဆရာမနှင့်စကားပြောရန်ကျွန်ုပ်တို့အကြံပြုပါသည်အာတီဇန်စီဒေါ်ကလေးများဒီ၎င်းတို့ဤမိသားစုကြောင်းဆရာဝန်များနဲ့အတိုင်းဝိုင်းတို့မှပံ့ပိုးကူညီမှုရတော့အခါတွင် ကြီးထွားခြင်း တင်ယူနိုင်ပြီးကောင်းမွန်စွာလှုပ်ဆောင်နိုင်မည်။အကူအညီကိုစစောစစီရယူရန်အကောင်းဆုံးဖြစ်သည့်ဒို့တော်မြင့်သည့်အသက်ရွယ်တွင်မဆိုပံ့ပိုးကူညီမှုသည်ကြီးမားသောကွာခြားမှုကိုဖြစ်စေနိုင်သည့်ကြောင်းဆရာဝန်များနှင့် autism ယောဂကိုအထူးကုသောပံ့ပိုးပေးသူများဤပံ့ပိုးမှုဖြင့်ကလေးများနှင့်၎င်းတို့၏မိသားစုနှင့်ရက်စလုံးကိုကြမ်းမှတန်ဆွမ်းစေနိုင်မည်ဖြစ်သည်။